အပိုင်းတော်လာရောင်ရှော်မြတော်ညတညာခင်သည် အလှပြင်းနေလေသည် မနန်းခိုင်သည် သူ့ဘေးတွင်ထိုင်ကာလုဆရာရှိသည်များကိုကူညီလုပ်ပေး၏ဘဲနဲ့လဲမနန်းခိုင်ပါဆိုးစည်းကများများနေသလားကြည့်စမ်းပါဦးလှပါတယ်မမရဲ့မမပါကလေးတွေကငကိုကလေးကနီးနေတာ အမလီဒီပွဲကတရောင်လောက်ဖို့လာကြမှာထို့နောက်ခင်သည်ဇာပြောက်ထမိန်အနက်ကိုဝစ်သည်နတ်မှောင်နေသောတိမ်လိုင်းများပန်း၌ငွေကျဲမြကျဲပရမားကျဲများတိတိမြင့်မြင့်ပျောက်ထားလေသည် သူသည် အတန်အသင့်စိန်တယ်များဆင်ရင်လာသည်စိန်ကျဲသည်စိန်လက်စော့စိန်လက်ပန်း၌နောက်ဆုံး၌သပင်ပေါ်တွင်စာနတ်ပိုက်ကုန်ကလေးအုပ်လိုက်သည် ကားမောင်းလျင်စပင်မလွင့်ရန်အုပ်ချင်းဖြစ်လေသည်သူတို့ကိုဖိတ်ထားသောနေရာမှာကန်းဆက်မှလေကလေးနှင့်၅မိနစ်ခန့်သွားရသောအင်းရေပြင်ထဲ၌ဆောက်ထားသည်ရမုံနာဟိုတယ်၌ဖြစ်သည်အင်းထဲမှရသောလက်လက်ဆက်ဆက်ငါးများကိုကြော်ချက်ရ၌နာမည်ကြီးဖြစ်၏လာထွက်သောအခါတအင်းလုံးငွေလာရောင်ဖြင့်ရှွန်းလဲကလှပနေသော ရှုခင်းကိုမျက်နှာပြူထားသည့်နေရာကလေးဖြစ်လေသည် မဟာဒေဝီကအဆူတော်ကကောင်းကြောင်လဲပြောထား၍တူရိယာဝိုင်းမှာတေးတန်လဲချားရပြီအုံးမြည်ခင်သည်ရွှေရောင်လက်ပွေအိတ်ကိုယူလိုက်သည်ကဲပြီးပြီမမတနတ်မေ့နေတယ်ထင်တယ်မန်တင်ကုံပေါ်၌စင်စွဲယူတနတ်ကလေးရှိလေ၏ခင်သည်ရေလိုက်လေသည်တမင်တကာမေ့ထားတာဘာလို့ဖို့လဲကွယ်မမဖြင့်တသက်နဲ့တကူတကားမှတနတ်မဖြစ်ဘူးပါဘူး ။နောက်ပြီးမမမှာတနက်လိုင်းစဉ်လည်းရှိတာမဟုတ်ဘဲနဲ့တော်ကြာအမှုမရှိအမှုပတ်နေလို့ကြွားချနေပါအောင်မယ်။မမကဥရဲအောင်ကိုတနက်ယူသွားပါမယ်လို့ခတိပေးထားတယ်မဟုတ်လား။ဥရဲအောင်ဆိုတဲ့လူကြီးဟာလကားပါ ပိုးနေရပဲ။ယောက်ျားတွေဟာသူတို့ချက်လာပြီဆိုရင်ပူလာကြတာပဲမမရဲ့ဟုမနန်းခိုင်ကကြီးကြီးကျယ်ကျယ်ပြောလိုက်သည်။ခင်သည်တစ်ချက်ကြည့်လိုက်သည် ထို့နောက်လက်ပွေအိတ်ကိုဖွင့်လိုက်၏။ ကဲကွယ်ဒီအထက်ထည့်လိုက်ရမှာပေါ့ဦးကြပွင့်သည်ဘဲအရာကားစိမ့်ပြာကိုစင်ဝင်အောင်မောင်းယူလာလေသည်ခင်သည် ကားထဲသို့ဝင်ကားဂျိုင်းကနေတကားပိတ်ပြီးအตาဖြင်းညင်းစွာ မောင်းထွက်လာလေသည်စိတ်တကရဝင်းထဲမှထွက်ခါမကြမီအင်းကြီးကိုပတ်သောရမုနရထမျိုးသို့တွားသောလမ်းပေါ်၌ရောက်နေလေတော့သည်သူမသည်နာရီလှမ်းကြည့်လိုက်သည်ငါးနာရီထိုးပြီးလီပြီတလန်းလုံး သူ့ကားတစည်းတည်းသာရှိလေသည်ဘေးတစ်ဖက်တစ်ချက်၌သစ်ပင်များဖြစ်လေသည်သစ်ပင်များချားထဲမှအင်းကြီးကိုမြင်လေသည်တခါတရံသစ်ပင်များကထူထပ်၍ရေအရောင်ကိုဖြူဖြူလဲ့လဲ့သာမြင်ရ၏ကားသည်တရိပ်ရိပ်ပြေးနေလေ၏အမှန်အဖျင်ယမုနရထာတို့မရောက်ချင်သည်စိတ်ဒရမှာပင်ထမင်းစားပြီးညဘက်အပြင်ရှိခြံထဲသစ်ပင်များအောင်လိုက်ထိုင်ရသည်မှာအင်မတန်ကြည်နူးတာယာကိုကောင်းသည် ညဤညညောညင်သာခြင်းသည်တဖြည်းဖြည်းလွှမ်းခြုံလာသည်ဟုခံစားရသည် ထို့နောက်ဦးရဲအောင်ကိုတတိယလာပြန်သည်လေးလေးမရှိတော့သွားဖို့မကောင်းဘူးသို့တော့ညနေဘက် သူ့ဘာသာသူသွားရင်စဉ်းစားတွေ့တော့ဖို့အချိန်ရလေသည်ဦးရဲအောင်ကသူ့ကိုရည်ရွယ်မှန်းသိတော့လေညနေကလာလိမ့်မည်ဟုကမထင်မိပေအချိန်ကာလဤဆန္ဒလက်ထဲခြံရက်ခဲ့ခြင်းသည်တကယ်တမ်း တိတိဆိုင်ဆိုင်တွေ့လာရပြီ။ခင်သည် မဆုံးဖြတ်တတ်ပဲဖြစ်လာပြန်လေသည်။သူနှင့်ကားသည် ရမုနရထမျိုးတဲသို့ဝင်လာလေသည်။သူသည် ကားကိုဂယုဆိုင်မာရလေသည်။ကားကိုကန်းဆက်တွင်ထားခဲ့ပြီးနောက်အသင်ရှိနေသောလေကားလေးနှင့်ရမုနာဟိုတယ်သို့ လာခဲ့သည်။သူသည်မဟာဒေဝီသောမုခံ၏ထမင်းစားပွဲသို့နောက်ဆုံးရောက်သည် ဖြစ်နေလေသည်။ မဟာဒေဝီက ခတ်သွက်သွဲလိုင်းထနေသောသပင်တွန့်ရရွံ့နဲ့အသက်40ကျော်လေပြီငယ်စဉ်ကဘီလက်၌ပညာသင်ဖူးသည်စော်ပွားကွယ်လွန်သည်မှာ10နှစ်ခန့်ပင်ရှိပေပြီငယ်စဉ်ကထပ်ပင် ချောမောလှပနေပေသည်စော်ပွားရှိစဉ်ကတည်းကပင်ခပ်ပွေပွေဟုအဆိုရှိ၏အပေါင်းတင်ဆန့်၍သူတိချင်သူနဲ့အတိဖွဲ့သည် လူများကလည်းသူ့ကိုတိချင်ကြသည်ထိုည၌ စောမိုခန်းသည်ပန်းရောင်ကိုဆင်ရင်ထားလေသည်ယမုနာရထ၌တက်စကန်ချထားသောတမင်းဘုံမူးကြီးတင်အောင်ထုံးနှင့်ဇနီးရှင်ရှင်လိုင်းရန်ကုန်မှလာလဲပတ်သောစန်တကူးစီကရက်ကုမ္ပဏီပိုင်ရှင် ကိုကျော်ဖေစသူတို့လည်းတွေ့ရသည် ကိုကျော်ဖေနှင့်က ရောက်စကလေးကတီး၍ကိုကျော်ဖေကသူ့ကိုဂယုတဆိုင်ရှိလေသည်ခင်ကသူတို့ကိုနှုတ်ဆက်တော်အခါသူက ကျွန်တော်ကလူစားဝင်လာရတာပါဗျာပထမကကျွန်တော်ကိုဖိတ်တာမဟုတ်ပါဘူးဟိုဖြုံးကဆို ਈ မဟာဒေဝီကခင်ဗတ်လှဲ့လျက်ဒါပဲကောင်းနေခင်ရဲ့ဥရဲ့အောင်ကရန်ကုန်ဆင်းရမှာမို့မလာနိုင်ဘူးလို့အကြောင်းကြတာကိုဒါနဲ့သူ့ကိုဖိတ်လိုက်ရတာသူကလည်းကိစ္စတခုကိုဖျက်ပြီးလာတာကျွန်တော်ကတော့မဟာဒေဝီရဖိတ်တယ်ဆိုရင်ကဘာပေါ်မှာဘလို့ကိစ္စမျိုးဖြစ်ဖြစ်ဖျက်ပြီးလာခဲ့ရသူပါဟုတ်ကိုကြော့ဖေကဆိုလိုက်၏ မဟာဒေဝီကခပ်ပြက်ပြက်ပြုံးလိုက်၏မဟာဒေဝီ၏အပြုံးမှာအတွေ့အကြုံများဖြင့်ရင့်ကျက်၍အသားကျနေ၏လောကကြီးကိုလဝါးဖြင့်ကဲ့သို့တိကျွမ်းသောအမှုရာကိုဆောင်၏ကိုကျော့ဖေမှာအသက်28နှစ်ခန့်ရှိ၍အသားလက်လက်အရက်အမောင်းကောင်းကောင်းအဝတ်အစားကိုချက်ချနနာဝတ်သည် သူ၏မျက်လုံးများမှာကြည်လင်တောက်ပါသည် အမှုရာမှာရှင်ပြသည် အပျော်ပါလိုက်စားသည်ဟန်ပေါ်၍သူ့ကိုမနှက်တတ်သူတို့ကမူလူလေကြဘိုးဟုကိုရာကရှုတ်ချကြ၏သူ၌ယုံကြည်စရာမကောင်းသော ကိုရေးရာဆိုရင်ရှိသည်အသက်20အရွယ်လောက်ကပင်တပားသူတယောက်စိတ်ဆက်ထားသောမိမပြူတူအားခိုးပြီ၏သုံးနှစ်ခန့်ကြာသောအခါလင်မယားကွာရှင်သောအမှုတစ်ခု၌တရက်ခံဖြစ်နေ၏ထို့ကြောင့်သူ့မိမကလည်းသူ့ကိုကွာရှင်းလိုက်လေ၏သူသည် သူကြောင့်ကွာရှင်းပြည့်စဲခြင်းခံရသောမိမနဲ့ကြာရှည်မပေါင်းသင်ပဲ၃၄နှစ်အကြာထိုမိမကို သူကပြစ်လိုက်လေသည် သူမိဘများက ချမ်းသာလေရာ မကြသေးမီကအမွေများရလိုက်၍ secret company တစ်ခုထောင်ထားလေသည်ထိုအလုံးမှာဝင်ငွေကောင်း၍မပူမပင်နေထိုင်လေသည်ပုံမူကြီးတင်အောင်ထောင်းမှာကိုကြော့ဖီအားသူတို့နဲ့အတူထမင်းစားဖိတ်သဖြင့်အံ့ဩနေသည် မိမိသားများနဲ့ပဲနီနီကက်ကက်စိတ်မချရတော့လူစားမျိုးဟု သူက အထင်သေးထား၏သို့တော့ထမင်းစားစပွဲ၌နေရာယူလိုက်ကြတော့အခါသူစနီးတဲ့ရင်ရင်လိုင်းမှာ ကိုကြော့ဖေနဲ့ကက်လျက်ကြနေ၏ကိုကြော့ဖေစကားပြောသည်ကိုရင်ရင်လိုင်းကအေးအေးဆက်ဆက်သဘောမချတော့ဟန်ဖြင့်နားထောင်နေသည်ကိုတွေ့ရ၍ဝမ်းသာနေမိ၏အဆိုးဆုံးသည်ကကိုကြော့ဖေမှာရင်ရင်လိုင်းနဲ့မောင်နှမဝင်ခွဲတော်ဆက်နေသည်ကို သိရခြင်းဖြစ်၏အမှန်အားဖြင့်ကိုကြော့ဖေမှာမိကောင်းဖခင်ခုံတည်းရှိဆွေမျိုးအဆက်အနွယ်တွေကဖြစ်သည်ပုံမှုကြီးကမူဒီအတိုက်အဝန်းတွေကစုံပြူတလုံးတလီတော့ပါမှာပဲဟုစဉ်းစားကမိမတွေက သူ့ကိုဘာနှစ်သက်ကြပါလဲဟု နားမလည်နိုင်အောင်ဖြစ်နေ၏မိမနဲ့ပတ်သက်၍စိတ်မချရခြင်းကိုတွေးကပုံမှုကြီးသည် မခံချိမခံတာဖြစ်နေလေ၏မိမများကမူ သူ့အပေါ်အထင်အမြင်မကောင်းစေခါမူသူနဲ့နာယီဝက်လောက်စကားပြောမိရင်အသေးနှလုံးသည်အေးပြောကြမည်ဖြစ်၏မကြမီပင်သူ့အကြောင်းမကောင်းပြောချက်များသည်တဝက်ပင်မမှန်ပါကလားဟုတွေးမိလာစေ၏အကယ်၍သူ့အပေါ်ဘာများမြင်မိသလဲဟုမေးလာလျင်တတော်အဖြေရခတ်တတ်ပြီအမှန်အားဖြင့်ကိုကြော့ဖီမှာလူချောလူလာတယောက်ခါမဟုတ်အသွင်ပြင်း၌ထူးခြားခြင်းမရှိတာမန်မြင်နေကြလူမျိုးပင်ဖြစ်၏ အဝတ်အစားကိုကတည်တည်တတ်တတ်ဝိ။ဘာပုံများလေးလေးနက်နက်ရှိပုံများအချစ်ကိစ္စကိုပင်ရှင်းတို့သဘောထားဟန်ရှိ၏။သို့သောအကျန်းထဲမှပင်တိမ်မွေးမှုကလေးများကို တွေ့ရတတ်၏။မိမတို့၏သဘောထားကို သိမြင်သူဖြစ်၏။သူ၏နှကန်းနှင့်မျက်လုံးများပေါ်၌အာယုံခံစားမှုနှင့်ချင်နာခြင်းများကို မြင်နိုင်၏။မဟာဒေဝီသည် သူနှင့်ပတ်သက်၍ဘွန်းဖွင်းနှင့်ကြံကြံပင်ပြော၏။ မတော့အသက်သာ၁၄ငါးနှစ်လောက်ငယ်သေးမယ်ဆိုရင်လေကိုကြော့ဖေကသာခိုးပြရင်တမင်းနဲ့မဆိုင်ပဲလိုက်သွားမှာပဲနောက်မှသာသူကပြစ်သွားလို့ဒုက္ခရောက်ခြင်းရောက်ပါစေကွယ်မဟာဒေဝီသည်နေသားတကြရှိသွားသောအခါခင်ဗတ်တို့လှဲ့ကစကားပြောလေသည်ဥရဲအောင်တယောက်မလာနိုင်တော့ဝမ်းနေတကွယ်သူကလည်းလာချင်တာပဲမမရဲ့ရန်ကုန်ပြန်ရလို့မလာနိုင်တော့တာထို့နောက်စောမိုခန်းသည်အခြားသူများဘက်လှဲ့က လှုပ်ဝက်ချက်တခုတော့ပြောရအောင်မယ်ပေါက်တော့မပေါက်ကြကြနဲ့နော်ဥရဲအောင်တန်အမတ်ကြီးဖြစ်သွားပြီခမာပြီကိုတွားရမယ်တဲ့ဘုံမှုကြီးကအံ့ဩရစ်ဆို၏ဟာတိတ်ကောင်းတာပဲဗျာပါလေမမျောလင့်ပဲခန့်အချင်းခန့်ရတာလားစဉ်းစားထားတဲ့အထဲမှာတော့ပါတာပေါ့ဟုခင်ကဝင်ထောက်လိုက်သည်ဘုံမှုကြီးကသူနဲ့အတော်ဆုံးပါပဲဗျာမမတော့တန်အမတ်ကတော့တိတ်ဖြစ်ချင်တာပဲဒါဖြင့်မမသူ့ကိုလက်ထပ်လိုက်ပါလား ချိန်ရှိပါသေးတယ်ဟုခင်ကပြုံး၍ပြောလေသည်။သူကလူမျိုးပဲရှိသေးလားဟုတိုင်းမင်းကြီးကတော့တတ်တတ်ကမေး၏။စိုးမိုခန်းသည်ခင်အားမလူတမာဟန်နဲ့ပြုံးလေဟာ။မမကတော့ထိန်ချန်ထားစရာမရှိပါဘူးကွယ်။သူဒီလာနေတော့မမအခန်းညာတိုင်းလာလည်နေတာပဲ။ကိုကြော့ဖေသည်ပြုံးကခင်ဘက်သို့လှမ်းကြည့်လိုက်သည်။ခင်ကမဟာဒေဝီနဲ့တိတ်လိုက်တာပဲဟု ပြောလေသည်။မဟာဒေဝီနဲ့ကိုကြော့ဖေက သူ့အားစနေကြသည်ကို သိလေသည်။ဦးရဲ့အောင်ကလည်းသူ့မိတ်ဆွေများနဲ့သူမ၏မိတ်ဆွေများအားခင့်ကိုချစ်နေကြောင်းပြောပြထားပြီးဖြစ်သည်။မဟာဒေဝီကခင့်ထံမှဘတ်စကားရမည်လေဟုနှိုက်လေရှိသည်။တိုင်းမင်းကြီးကတော့တတက လေးနက်စွာပင် မဟာဒေဝီက ခမပြရာတီဥတုကိုနှစ်သက်ပါရဲ့လားမိုးသိပ်ကောင်းတယ်လို့ကြားတယ်မဟာဒေဝီကပြန်ပြော၏အိုးကျမအရွယ်က ိုက်တစ်ခုကိုယာယီပဲထားနိုင်တဲ့အရွယ်ပါ။ကျမကအချိန်သိပ်ဖြုံးနိုင်တာမဟုတ်ဘူး။ဒါကြောင့်ဟောရီကကိုကြော့ဖီနဲ့တွဲနေတာပေါ့။ तू ကတော့လက်ကားပါ။ရည်ရွယ်ချက်ကောင်းတာမဟုတ်ပါဘူး။ဘုံမှုကြည့်သည်ပကံတဲနိုင်ထည့်ထားသောငါးပေါင်းများကိုစိုက်ကြည့်နေသည်။ရမုံနာအင်းထဲမှငါးများမှခြုံသောအရသာ၌နာမည်ကြီးသည်။ရမုံနာဟိုတယ်၌အမြဲတမ်းတူရိယာအဖွဲ့ရှိလေသည်။ထမင်းစာကန်းနှင့်ဒိုးယူပေါအခန်းမှာ တီမှုတ်တီဆိုသောအတန်များထွက်ပေါ်လာ၏မဟာဒီဝီကအဆူတော်မောင်အန်ထိုက်ဆူတော်မယ်ထင်တယ်တိတ်အတန်ကောင်းတဲ့အဆူတော်ပဲအတန်ကောင်းရုံနဲ့မဟုတ်ဘူးသူ့အတန်ကလှိုက်လှိုက်လဲလဲဖြစ်ပြီးနားထောင်နေသူရှင်ကိုလာရိုက်ခတ်တယ်အမတ်ချုပ်ကြီးကတော့သူ့ကိုရေဒီယိုမှာဆိုဖို့ရန်ကုန်ခေါ်သွားမယ်ပြောတယ်မဟာဒီဝီသည်စပွဲတို့ဥအိုက်ဆံပန်လှဲပြီးဒီမယ်မောင်အန်ထိုက်ကိုဟိုမိုးမြင့်အစုံရောက်စီရောဆိုတဲ့တခြင်းဆူခိုင်းဆံမှာ ိုညကဆိုတဲ့တခြင်းလေဒီညကိုအန်းထိုင်မလာနိုင်ဘူးတဲ့တခင်မဖြားနေလို့ပါတဲ့ဟာတိတ်ခတ်တာပဲတခင်မကဧည့်သည်တွေတောင်ဖိတ်ထားတာဒီတခြင်းနားထောင်ရအောင်တမင်တကာဖိတ်ထားတာတဲခွာကြတာကိုသူ့အစားလူတယောက်လှက်လိုက်တယ်အဆူတော့မဟုတ်ဘူးဒုံမင်းတီးတယ်ဆရာပြောပြီးလင်စပွဲတို့ဒီတူရိယာဝိုင်းတို့သွားကယောက်ျားဖြူတယောက်အားတစုံတရာပြောလေသည် သူကစောမှုခန်းသည်ဒုံမင်းတီးတီကိုနားထောင်ခြင်းသည်ဟူအောင်မိကပြောခြင်းဖြစ်ဟန်တူပေသည်ဒုံမင်းဆရာမှာခပ်ပိန်ပိန်ခပ်ပြွတ်ပြောအသက်20ခန်းရှိမည်သူဤမျက်လုံးများမှာမေးစင်၍လွမ်းနေတော်ဟန်ရှိသည်သူဤစပင်များထောင်ပွားကအကောက်အခွေကလေးများနှစ်ဖူးပေါ်၌ကြာဆင်းနေ၏ဟောင်းနွမ်းနေသောကုတ်အင်းကြီးအနီကိုဝတ်ထား၏ညနာမှာနေရောင်ထိသည့်ဖြင့်ညိုနေ၏ဒုံမင်းတန်ထွက်ပေါ်လာလေသည် သူ့ချီရတာကြောက်နေပုံရတယ်နော်စပွဲတို့ဦးအိုက်ဆန်ကမဟာဒေဝီအားရှင်းပြနေ၏ဟုတ်တယ်သခင်မသူ့နာမည်ကမောင်ဝေစင်တဲ့သူကပွဲရီလန်းတွေမှာတိတ်တီးတာမဟုတ်ဘူးဒါကြောင့်မို့ကြောက်နေတာနဲ့တူတယ်ထို့နောက်တခြင်းတစ်ပုဒ်သူပြောင်းသွားလေသည်တူရိယာများအားလုံးတန်ပြန်တီးနေ၍စီညာနေလေသည် ထိုအခွင့်ကောင်းကိုယူ၍ကိုကြော့ဖေကခင်ဘတ်သို့စကားဆပြော၏ခင်ဒီညတိတ်လာတာပဲ ကျေးဇူးတင်ပါတယ်ရှင်။သူ့ဤမျက်လုံးများသည် ဖိတ်လက်လာလေ၏။တကယ်ပြောတာပါ။ကျွန်တော်ခင်ကိုသဘောကျတာတခုရှိတယ်။တခြားမိန်းမတွေလည်းမဟုတ်ဘူး။ခမည်းလှတယ်ပြောရင်ဘာမှမသိတယ်လို့ဟန်ဆောင်မနေဘူး။မှန်မှန်ကန်ကန်ပဲလက်ခံတယ်။လက်တစ်ဖက်မှာလက်ဆယ်ချောင်းရှိတယ်လို့ပြောတာကိုလက်ခံတယ်လို့လက်ခံတာပဲ။ခင်လက်မထက်ခင်ကတော့ခင်အလှကိုပဲအားကိုးနေရတာခင်တို့ဖေဖေဆုံးသွားတော့မမီးနဲ့ခင်တို့မှာဗာကြံရစ်ခဲ့လို့လေ ဖဖပင်စင်လာကလေးနဲ့နေရတာခင်အမှုပညာကျောင်းမှာအကတင်သေးတယ်အဲ့ဒါလဲရုပ်ချောင်းဝင်ခွင့်ရတာကံကောင်းတာပေါ့လေကျွန်တော်တော့ခင်ရုပ်ရှင်မင်းသမီးလို့ရင်တိတ်ဝင်ဝေးကောင်းမယ်ထင်တယ်ခင်ကရေမောနေလေသည်ခင်မှာဘာအရေးအစင်းမှမရှိပဲတကယ်ပြောတာရုပ်ပဲရှိတာကြာရင်တော့အမူအရာလောက်တာတက်လာမလားမပြောတတ်ဘူးဒါပေမဲ့ခင်လဲလက်ထပ်လိုက်တာနဲ့ဇက်ခုံကိုစွန့်လိုက်ရတာပဲမိန်ဖြော့ဖြော့အရေးကြီးတစ်ခုသည် သူ့မျက်နာပေါ်သို့ထိုးချလာသည် ဟုမှတ်ရလေသည် ခင်သည် အတိတ်စီသို့ ရောက်သွားလေသည်ကိုကြော့ဖေသည် သူမ၏ဘေးတိုက်ပုံကိုငေးကြည့်နေ၏ခင်က ချောမောလှပသောမိမပေတကားခင်ဤကိုလုံးကိုပေါက်တီသာကြော်ရှင်းသည်မဟုတ် ထူးခြားချက်ကအသားရောင်ပေသည် ခင်ဟာမဟူရာနဲ့ရွှေရောင်တွဲထားတာပဲဟု ကိုကြော့ဖေကဆိုလိုက်လေသည် ခင်ဤစပင်များမှာနတ်မှောင်နေ၏မြခုံးမွေးများမှာ ထူကမဲနေ၏အသားရောင်မှာရွှေဝါရောင်ဖြစ်ဖြော့ဖြစ်၏ဤရွှေနှင့်အနက်ရောင်အတွဲသည်တစ်ဖက်သားကိုဆွဲညီတတ်သာစေ၏ကျွန်တော်တွေ့ဘူးသမျှအမျိုးသမီးတဲမှာဖြင့်ခင်ဟာအလှဆုံးပါပဲရှင်အဲ့ဒီစကားမျိုးကိုမိမဘဏ္ဍာကိုပြောဘူးတည်းပြောစမ်းအများကြီးကိုပြောဘူးပါတယ်ဒါပေမဲ့အခုပြောတာကအမှန်ပါ ခင်က ရှယ်လိုက်လေသည် ခင်ကတော့မယုံပါဘူးရှင်ဒါပေမဲ့ဒါကိုအငင်းပွားမနေပါဆိုနဲ့ဟုတ်လားဘာဖြစ်လို့လဲအဲ့ဒါကိုကျွန်တော်စိတ်ဝင်စားဆုံးပဲခင်အသက်16နှစ်ခရေကခင်ကိုလှတယ်လို့ပြောကြတာပဲလှတယ်ပြောလို့များတော့နည်းနည်းမှဘာမှမဖြစ်တော့ဘူးအဋ္ဌိယူပန်အုတ်ဆန်တနန်းဆိုတဲ့စကားလဲရှိသားပဲဟာ အလှဟာပစ္စည်းတစ်ခုဆိုတာခင်သိတာပေါ့ဒါပေမဲ့လှပတာအကျိုးရှိတယ်လို့အဖြစ်လဲရှိတာပဲရှင့်ခင်ဟာတိတ်တိတ်တတ်တာပဲ ။အိုးခင်ကိုမြောက်နေပြန်ပြီလား။မမြောက်ပါဘူးဗျာ။တကယ်ပြောနေတာပါ။စိတ်ထဲကထင်တာကိုပြောတာပါ။ခင်သိပါတယ်။ဒီလိုပြောတာလဲကြားရပေါင်းများလာပါပြီလေ။ဒီမဲနှုတ်ချိုရှို့တပားတယ်ရှင်။လူမှာအကြိုက်ဆိုတာရှိကြတာပဲ။အကြိုက်လိုက်ပြီးပြောရင်ကြတာပေါ့။ဟုတ်တယ်မဟုတ်လား။ကိုကြော့ဖီကအပြုံးမပြတ်ဒီညသူတော်တော်တယောခြင်းနေတယ်နဲ့တူတယ်ဟုတ်လား ဒီလိုထင်တာဝမ်းနေပါတယ်ရှင်ခင်ကစိတ်แท้ရှိတာပြောတာပဲလေခင်ကိုကျွန်တော်တိတ်ပြီးချစ်နေတယ်ဆိုတာမသိဘူးလားအိုးတိတ်ပြီးဆိုတဲ့စကားလုံးကမလွန်ဘူးလားရှင်ဒီမှာရှင်နဲ့စတွေ့ကြတဲ့ကခင်အပေါ်မှာပြန်ဝဲနေရဆိုတာတော့သိပါတယ်အမျိုးသမီးကမဆိုးမချောတယ်စိတ်တကရမှာခက်အေးအေးတကူတဲနေတယ်ရှင်းစိတ်ကူတဲ့ကပြကွင်းဖြစ်ချင်လဲဖြစ်မှာပေါ့လေဒီအတွက်ကျွန်တော်ကိုအပြစ်တင်မာလားဗျာ ုလို့တာယာလှပတဲ့ຫນွေဥပေါင်းမှာယောက်ျားဖြူတယောက်ဟာချစ်မြတ်တာအကြောင်းစိတ်ကူးတာဟာတဘာဝမကြပြီဘူးလားသူ၏အမူအရာမှာတည်ကြည်နေရှင်းရှင်းပြောင်ပြောင်ပြောသည့်အတွက်မူခင်ကမပြုံးမဲမနေနိုင်ပြီရှင်ကိုအပြစ်တင်နေတာမဟုတ်ပါဘူးရှင်ခင်ပြောချင်တာကရှင်တတိမာပြီးအခွန်နှွားနေပြီရှင်အချိန်တွေကိုမှမို့ပြောရတာပါဒီလောက်စဉ်းစားရင်တော့ပါပြီတကယ်တော့ဗျာကျွန်တော်မှာကုံစရာအချိန်တွေရှိပါတယ် ခင်အသက်16နှစ်အရွယ်ကလေးကယောက်ျားတွေဟာခင်ကိုချစ်ကြတာပဲငငယ်ကောជីជីကောလှတာကောအယုတ်ဆိုးတာကောတကယ်ကသူတို့ဟာ သူတို့အာသာရမတ်ကိုခြေနှက်မှုရအောင်ပါပဲရှင်ခင်တကားမှမချစ်ဘူးလားချစ်ဖူးပါတယ်တခါပဲဘသူနဲ့တော့ခင်ယောက်ျားနဲ့ပေါ့ဒါကြောင့်လဲသူ့ကိုလက်ထပ်လိုက်တာပေါ့အတန်ကြာတိတ်ဆိတ်၍သွားလေသည် မဟာဒေဝီက ဝင်၍စကားလမ်းပြောလိုက်သည် ထို့နောက်စကားရည်ရင်သည် တခြားဘက်သို့စီစဉ်သွားပြန်လေသည်